မင်္ဂလာပါရှင်။ဧပြီလ29ရက်အင်္ဂါနေ့အတွက်ရွှေငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ငါးဖန်းတင်မောသား၄ဦးအရက်ဝိုင်းဖွေရာကနေစကားများရန်ဖြစ်ကြပြီးအိပ်ပျော်နေစဉ်တူနဲ့ထူတဲ့အတွက်တဦးသေးဆုံးတဲ့တဲ့။ တငယ်ချင်း၄ဦးဝိုင်းဖွဲကအရက်တောင်းနေရင်စကားများရာကစေပောင်တူနဲ့ထူလို့တအူးသေးဆုံးက၂ဦးတရားရရှိတဲ့ဖြစ်စဉ်ဧပြီလ29ရက်မနက်အစောပိုင်းကရန်ကုန်မြို့လှိုင်မြို့နယ်လှိုင်မြေကန်နာမှာကြောက်စာထားတဲ့ငါးဖန်အတင်ပေါ်ပေါ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကလှိုင်မြို့နယ်လှိုင်မြေကန်နာအမှတ်3ရပ်ကွက်လင်းရောင်တေသုံးငါးဖန်အတင်ပေါ်ပေါ်မှာဖြစ်ပွားခဲ့ပြီးတေဆုံးသူကအသက်၄၀ဝန်းကျင်အမျိုးသားလို့သိရပါတယ်။ ကျူးလွန်သူကိုလည်းဝါဝံဖန်ဆီးထားကြပြီးသက်ဆိုင်ရာကို အနှံထားကြောင်းသိရပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အပူရှက်ပြီးရုတ်တရက်တည်ဆုံမှုရန်ကုန်မှာဖြစ်ပေါ်တဲ့တဲ့ရင်ရန်ကုန်မြို့တာဂိတမြို့နယ်အေယာဝင်လမ်းမကြီးပေါ်360 73စီအယောင်ဆိုင်အနီးတွင်တိုက်စီရင်မောင်းတူရုတ်တရက်တည်ဆုံတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားကြောင်းသိရပါဗျ။ ဧပြီ26ရက်မိုးလယ်ပိုင်းက Probox အမျိုးအစားတိုက်စီရင်မောင်းဖြစ်သူအသက်38နှစ်အရွယ်ဆိုသူမှာပူဝိုက်ခြင်းကြောင့်ကျန်ရင်ဝေတောက်ပြီးတဲ့နောက်ခိတ္တမြအကြာတွင်ရုတ်တရက်လေးကြာ၍တည်ဆုံးသွားခြင်းဖြစ်ကြောင်းသိရပါဗျ။ ဧပြီ26ရက်ည6:00နာရီခန့်ကလေရန်ကုန်မြို့တကုံမြို့တိတောင်ပိုင်းမြို့နယ်အမတ်နှစ်လမ်းမဆက်သွယ်ရေးဝန်ရှိရှိမြက်ခေမော်တွင်အမျိုးသားတို့တည်ဆုံနေပြီးမြေတိအကြောင်းကြောင့်တည်ဆုံခြင်းဆိုတာမသိရသေးတော့လေတည်ဆုံသူရဲ့ရှုပ်လောင်ကိုမြို့ဦးလူလင်26နာရီကူညီမှုအသင်းမှစေတနာဝန်ထမ်းများကအထူးရောဂါကူးစေယုံတင်ငန်းကျွန်းဆံပြသူကူညီပို့ဆောင်ခဲ့ရသေးကြောင်းသိရပါဗျာ ပြီးခဲ့တဲ့ဧပြီ16ရက်ကလည်းရန်ကုန်မြို့ဝတ္ထောင်မြို့နယ်အတွင်းတိုက်စီရင်မောင်းတဦးကားတွင်းအေကုံဖွင့်၍ထိုင်နေစဉ်နှလုံးရက်သေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းကြုံတွေ့ခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ထက်မှန်တင်ဆက်ပေးမှာကတော့မင်္ဂလာတော်မြို့နယ်တွင်ငွေကျပ်သိန်း3500တန်မှုရှိစိတ်ကြွယူသူဆေးပြားများဖမ်းမိတဲ့တဲ့တွင် ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တွင်ငွေကြက်သိန်း3500တန်ဖိုးရှိစိတ်ကြွာယူသူစေပြားများယခုရက်ပိုင်းအတွင်းဖမ်းမိခဲ့ကြောင်းသက်ဆိုင်ရာကသတင်းထုတ်ပြန်ထားပါသည်။ဧပြီလ23ရက်နေ့မိုးလေတနအီကမင်္ဂလာတုံမြို့နယ်တင်ငယ်ကျွန်းချေွာအနီးတွင်တက်နိုင်ခေါ်ကိုငှက်မောင်းနေပြီးကြော်ခိုင်လင်းခေါ်မိုးဒီလိုက်ပါလာတဲ့ဟာရီယာအမျိုးအစားမော်တော်ယာဉ်အားရတန်းစစ်စေးရှာဖွေရာရှင်ပေါ်မှာစိတ်ကြွာယူသူစေပြား3,500ပြား ဒေတာကာလာပေါင်စေတမုံဝေချက်သိန်း3500နဲ့လက်ကင်ဖုန်းနှလုံးတို့အားတွေ့ရှိတင်ဆက်ရမိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စစ်ဆေးဖော်ထုတ်ချက်အရဧပြီလ24ရက်နေ့ည6:00နာရီခွဲအချိန်စိတ်ကြွယူသူစေပြများတေဆောင်ခိုင်းသူနေလင်းထွန်းအားရန်ကုန်မန္တလေးအမြန်လန်158မိုင်စစ်ဆေးရေးဂိတ်တွင် လက်ကင်ဖုန်း၄လုံးနဲ့မြန်မာငွေကျပ်15ဒိန်းတို့ဝါ၎င်းထပ်မံဖန်စီရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဖန်စီယာမီသူတို့အားမင်္ဂလာတုံမြို့မရဲ့စခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းလည်းသိရပါတယ်ရှင်ပြည်သက်များရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။